က်ခိုင်ပြည်နယ်ကြောက်တုံမြို့နယ်ကိုစစ်ကောင်စီတပ်ကမေလ15ရက်နေ့နေ့လယ်2နာရီကျော်အချိန်ခန့်ကလီချောင်းကနေဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်ရီအပါအဝင်ပြည်သူ9ဦးသေဆုံးပြီးငောက်ထမနဲ့ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ဒေတာခန့်ရီစီကနေသိရပါတယ်ဂျက်ဖိုက်တာနဲ့ပေါင်900ဘုံဒီတလုံးပါဝင်ခရစ်စတာဘုံဒီတွေနဲ့ခုနှစ်ကြိမ်ခန့်ရွာမရက်ကွက်စီဆိုင်တန်းစိုက်ပျိုးရေးကြောင့်ဤတဝိုက်ကိုဆက်တိုက်ဘုံကျဲချခဲ့တယ်လို့သိရပါတယ် တိတ်ဆုံသူတွေထဲမှာအမျိုးသမီးတွေနဲ့ကလေးငယ်တွေပါဝင်ပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေကိုလက်ရှိချိန်မှာတော့ဤဆက်ရဆေးရုံစည်းကမ်းတွေကိုပို့ဆောင်ထားတယ်လို့သူကဆက်ပြောပါတယ်ဒါပြင်စစ်ကောင်စီတပ်အနေနဲ့ကြောက်တော်မျိုးကိုရက်ဆက်ပုံကျဲတိုက်ခိုက်နေခြင်းပေါ်ရှုတ်ချရလို့သူကဆိုပါတယ် စစ်ကောင်စီတပ်ကကြောက်တုံမြို့ကိုမေလ14ရက်နေ့ညနေ4နာရီအချိန်ခန့်ကလည်း Jet Fighter နဲ့ပေါင်900ဘုံဒီနှလုံးကြေးချခဲ့တဲ့အတွက်အမျိုးသမီး3ဦးသေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင် ရသေးတောင်မျိုးနဲ့ထွန်းရွေကြီးရွာကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နှစ်နှစ်ရွယ်ကလေးငယ်အပါအဝင်၁၂ဦးအစုလိုက်တိစုံပြီး၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။